ငါဝဲမြောက်ဖြစ်ဂျူဆန်ကိုနဲ့ယူရရက်ကအာအိုယာမာတို့ကရှင်းပြန်ကြပါတယ်။ဗီဒိုဗီယာဆိုရင်ဘယ်လိုလုပ်မလဲယူရရက်ကကတရတော်ပြောနေပြီလို့အာအိုယာမာကတော့နှစ်သူ့ကိုကြိုက်နေရလားဆိုပြီးမေးလာပါပြီ။နောက်ဆုံးမှာဆေးရဖြစ်သူဂန်ဟက်ရဲ့ကိုကျန်းကြီးတဲ့နေရာမှာဂျန်သူကိုတက်ရမယ်ဆိုတဲ့စကားကြားအောင်လာပြီးဂျူဆန်ကိုကိုလက်တိတ်ကနေနေတဲ့အထိတက်ခိုင်းနိုင်ခဲ့ပါပြီ။နောက်ပွဲကတော့ကြောက်အောင်နေစုနဲ့ကမနရီမီနာတို့ကရှင်းပြန်ကြရမှာပါ။နေစုရဲ့ဆန်းကတော့ high space ပါ။လူသားတွေထက်တာလုံးနဲ့ညံရဲ့ဆန်းပိုင်ဆိုင်တဲ့တတဝါလည်းဖြစ်ပါရဲ့။ နေစုပေါ်မှာရှိနေတဲ့အတွက်တကူမသိရတာကြောင့် Caminary တို့လည်းပက်ပြင်းနေရပြီလက်စက်နဲ့လည်းမပြင်းနိုင်အက်စစ်နဲ့လည်းမပြင်းနိုင်ဖြစ်နေခဲ့ရပါတယ်။နေစုကအကောင့်သေးတာကြောင့်ထောင်ချောင်းမျိုးစုံနဲ့တိုက်ခိုက်ပါတယ်။ Caminary နဲ့မိနာကတော့ရှုံးသားခဲ့ပါပြီ။ Yurok ကို Sus ကဘာတွေပြောနေခဲ့ရလဲအပြင်ရောက်တော့ပြီးတော့ Yurok ကဘာမှမပြောခဲ့ပါဘူးဆိုပြီးရှက်သွားပါပြီ။သူ့ကိုအာယောယာမကမီဒိုရီယာကိုကြိုက်နေရလားမိခဲ့ရလား နောက်တစ်ပွဲကတော့ Pressure Mike နဲ့ Giro ကိုရာရိုးရဲ့ပွဲပဲဖြစ်ပါတယ်သူတို့သုံးလုံးကအတန်နဲ့ဆိုင်တဲ့ Hero တွေကြီးဖြစ်ပြီး Pressure Mike ကအစွမ်းစသုံးတာတော်တော်လေးပုံမှာနားညီးပါတယ် Pressure Mike ကထပ်ပေါက်ဝါမှာရက်နေပြီးထွက်လာစမ်းလို့အတန်ဘဲကြီးနဲ့တောက်လျှောက်အော်နေခဲ့တာပါ Pressure Mike ကနားမကန်နိုင်တဲ့အတန်နဲ့ရောအတန်မြင့်ရောရှိပါတယ်သူမွေးကစားကသူ့ရဲ့အတန်ကြောင့်ဆရာဝန်နဲ့မိဘတွေရဲ့နေရက်တွေကသူ့ရီထွက်ခဲ့ရပါတယ်သူ့ရဲ့လေဘင်းရဲ့ကရိယာဟာအတန်ချက်ဆက်ပါပဲကိုရာကအင်းဆက်တွေကိုတင်းချုံနိုင်တဲ့အစွမ်းရှိပြင်မဲ့ဂျီရိုကပွဲစိတ်လေးတကောင်ပြလိုက်တာကြောက်လို့អော်ပြီးထွက်ပြီးတော့ပါတယ် ကိုရာကစကားကိုအတန်ထက်မပြောပဲအမူအရာနဲ့ပဲပြောနေရသူပါဂျီရိုကပရက်ဇက်မိုက်ရဲ့အတန်ကိုဖျက်တဲ့အတန်ထုတ်လွန်ခဲ့ပေမဲ့လည်းမထိရောက်ပါဘူးဂျီရိုကကြောက်တုံးကိုဖယ်လိုက်ပြီးအဲ့ဒီရောက်မှာအင်းဆက်ကောင်အများများရှိနေပါတယ်ဂျီရိုကအင်းဆက်တွေကိုထိချုံနိုင်တဲ့ကိုရာကိုတခုခုလုံးစီခြင်းနေရာဖြစ်ပြီးဂျီရိုရဲ့နားမှာလည်းသွေးတွေထွက်နေတာကိုတွေးလိုက်ရပါတယ်သူထွက်ပြေးတော့ဂျီရိုကဒီလောက်ဖြစ်နေရလို့ကိုရာကတွေးမိလိုက်ပြီးယူရီချောင်းကိုဝင်ခွင့်ရရဲ့နေ့စီကိုမျက်ညံတွေကယုတ်ချရောက်ရှိသွားပါတော့တယ် ။အင်းဆက်တွေကိုခိုင်းတော့မှကိုရာကစကားတန်ထွက်လာခဲ့ပြီးအင်းဆက်တွေအကုန်လုံးကအတန်ရောက်ဖို့ခက်ခဲတဲ့မြေအောက်ကနေသွားပြီးဆရာပရက်ဆာမိုက်ကိုတိုက်ခိုက်ခဲ့ပါရဲ့။ဒါကြောင့်ကိုရာနဲ့ဂျီရိုကတော့အနံ့ရသွားခဲ့ပါပြီ။အဲဒီနောက်ကိုပြောင်းနိုင်တဲ့ဟက်ကာဂူရီလက်ပွားဆွမ်းရှိတဲ့ရှိုဂျီတို့ကတော့ဆရာစနိုက်နဲ့ရှင်ပြန်ရပါရဲ့။စနိုက်ကမီဝိုးဘုံနဲ့တုံးဝင်မဲ့သူကိုရာနဲ့မမြင်ရဘဲတနက်တွေနဲ့ရန်တန်းပစ်ခတ်နေခဲ့ပါရဲ့။ဟက်ကာဂူရီကမင်းကလေးပါ။သူကကိုပြောက်ပြီးစနိုက်ကိုလက်ထိတ်ခတ်နိုင်ခဲ့တဲ့အကြောင်းနိုင်သွားခဲ့ပါပြီ။အဲဒီနောက်မီနာတာဆယ်ရိုးရဲ့ပွဲကိုစခဲ့ပြီးမီနာတာကတော့ပွဲစကားတွေကအကြောက်လို့ထွက်ပြေးနေခဲ့ပါတယ်။ မီဒိုရီယာကနောက်ပွဲကျရင်သူပြန်ရမှာဖြစ်ပေမဲ့ပွဲအကုန်လုံးကိုကြီးကျင်လာကြအောင်ဆက်ပြီးကြီးနေကြတာပါမင်းနဲ့ရဲ့ဆွမ်းကတော့သူ့ကိုယ်ကထွက်တဲ့အငွေ့နဲ့လူတွေကိုအိပ်ပျော်စေပါတယ်အဲ့ဒီဆွမ်းကမင်းကလေးတွေဆိုင်ယောက်ျားလေးတွေအပေါ်မှာပို့ပြီးသုံးဝင်ပါတယ်ဆယ်ရိုကတော့မင်းနဲ့ရဲ့ဆွမ်းနဲ့အိပ်ပျော်သွားခဲ့ပါပြီဘာပဲဖြစ်ဖြစ်ဆယ်ရိုကလဲကျသွားတာကြောင့်မင်းနဲ့ရဲ့ရှင်ဘတ်ပေါင်နေနဲ့ထိခွင့်ရခဲ့တယ်ဆယ်ရိုကသူ့ကိုမကယ်ခဲ့ရင်အဲ့ဒီနေရာမှာသူသာရောက်နေပြီဆိုပြီးမီနာတာကစိတ်မကောင်းဖြစ်ပြီးငုံနေရတာပါကြောက်လို့ငုံနေရတာမဟုတ်ပါဘူးမီနာတာကဟီးရိုးဖြစ်ချင်ရတာကမင်းကလေးတွေကြားရေပန်းစားချင်တော့တကူတဲ့ကြောင့်ဖြစ်ပါတယ် မင်းနိုင်ကငွေထုတ်ကအနားရောက်လာပေမဲ့မီနာတာကသူ့ရဲ့ Grey Rush အကွက်နဲ့မီနာတာရဲ့ကြာပေါ်ရောလူရောကိုစပြေလုံးနေနဲ့ကဲအောင်ထားခဲ့ပြီးဆယ်ရိုးကိုထန်းကပန်းဝင်သွားခဲ့ပါတယ်။အခုကတော့မီဒိုဗီယာဘက်ဂူဂိုနဲ့အော်မိုက်တို့တိုက်ခိုက်ကြတော့မှာပါ။ဒီမာယာအပိုင်း23အပြီးဆုံးတာပါပဲ။ဘက်ဂူဂိုကအော်မိုက်နဲ့တိုက်ခိုက်ခြင်းပေမဲ့မီဒိုဗီယာကတော့ပတ်ပြီးပြီးထွက်ပေါက်တဲ့ဝင်သားတာအကောင်းဆုံးလို့ယူဆထားပါတယ်။ဘက်ဂူဂိုကတကူအောင်ဆံပြီးတကူရဲအော်မိုက်ကိုတိုက်ခိုက်ခြင်းနေတဲ့ပုံစံမျိုးပါ။အချိန်များနေတော့မှာပဲအော်မိုက်ရဲ့အဝေးကနေလက်သီးရှင်ကြောင့်နှစ်ယောက်လုံးကလန့်ထွက်သွားပါပြီ။ ဘကူကစတန်ရီဘုံကိုတုံးကအောမက်ကိုမျက်လုံးချင်းစီပြီးတက်ခိုက်တယ်။ဒါပေမဲ့ဘကူကကန်မောက်ခံနိုင်ရပါတယ်။အောမက်ကထွက်ပြေးခြင်းနဲ့မီဒိုရီယာကိုတန်တန်းနဲ့ချုပ်ထားပြီးဘကူကိုထိုးလိုက်တာတလားလောက်စားထားတဲ့အစာတွေပြန်ထွက်ကုန်ပါတယ်။ဘကူကငငယ်တုံးကအောမက်ကိုအားကြဆုံးဖြစ်ခဲ့တဲ့သူပါ။အခုလည်းအဲ့ဒီတိုင်းပဲမီဒိုရီယာနဲ့ငယ်တကယ်ချင်းတွေဖြစ်တာကြောင့်မီဒိုရီယာကလည်းဒါကိုသိနေပါတယ်။ဘကူကတော့မီဒိုရီယာလိုကောင်မျိုးစီကအခုညီမဲ့အစာရှုံးတော့တာကမှပိုကောင်းတယ်လို့တွေးထားတာပါ။အောမက်ကဘကူကိုမထိုးခင်မီဒိုရီယာကဘကူကိုထိုးထည့်တာတော်တော်လေးဟိုမှာလွင့်ထပ်သွားပါတယ် ခုနဘက်ကူကိုပြောတဲ့စကားကြောင့်မီတိုရီယာကဒေါသထွက်ပြီးထိုးလိုက်တာပါတိုက်ကြဲမှာနားမရရအောင်ချပြီးရဲနောက်အောမိုက်ကိုဘက်ကူကအခွေးတစ်ခုမှမီးနဲ့ဝင်ပစ်ပါရဲ့နောက်တစ်ဘက်ကနေမီတိုရီယာကဘက်ကူကိုရဲ့တစ်တက်လက်နဲ့တစ်ခုကိုတတ်ထားတွေ့ရပြီးအောမိုက်ကိုပြစ်ထက်လိုက်ပါရဲ့မီတိုရီယာပြစ်တက်လက်နဲ့ကပိုအားပြင်းထန်ပြီးဘက်ကူကအခုတစ်ခါမှတော့သူ့ကိုယ်တိုင်ပြေးဖို့စပြောလာပါပြီအပေါ်ကိုရောက်ခံနေအောမိုက်ကနှစ်ယောက်လုံးကိုလာတီးရတော်တော်လေးကိုမှကျန်းတာပါ ဘဂူဂူရဲ့လက်နက်ကိုအော်မိုက်ကဖျက်ဆီးလိုက်လို့ပောက်ကွဲအားသုံးလို့မရအောင်ထင်ပေမဲ့ဘဂူဂူကလက်ပလာနဲ့မီးပောက်ကွဲအားသုံးတာအော်မိုက်လည်းလွင့်ထွက်သွားပါတယ်။အဲ့ချိန်တိုင်းဘိုးကတလန်နဲ့ရှိရတာကြောင့်ဘဂူဂူကမီဒူရီယာကိုထပ်ပေါက်စီအားကုန်သုံးပြီးပြစ်လိုက်တယ်။ဒါပေမဲ့အော်မိုက်က New Hellfire Smash ရဲ့အကောက်ကိုသုံးပြီးမီဒူရီယာကိုလေထဲမှာတီးလွတ်လိုက်ပါတယ်။ဘဂူကအားကစားပြန်မမှသုံးတဲ့ပောက်ကွဲမှုမျိုးကိုနှစ်ခါတောင်ဆင့်သုံးပြီးအော်မိုက်ကိုခုခံလိုက်တယ်။ဗီဒိုရီယာကကြောမှာတော်တော်လေးထိနာနေပေမဲ့140ကိုခန္ဓာကိုယ်အနှံ့ဖြန့်သုံးပြီးတော့အပောက်ကကိုတရွတ်တိုက်လမ်းလျှောက်ကသွားနေခဲ့ပါတယ် မီဒူရီယာကပြေးလာကအော့မိုက်ကိုစမတ်တော့ွက်ကျွေးပြီးဘဂူကိုခြိသွားပါပြီဒီလိုနဲ့မီဒူရီယာတို့ကအနိုင်ရသွားခဲ့ပြီးအပြင်ကကြည့်နေတဲ့သူတွေစီကနေလည်းအပြော်ရီ69မိုင်ပြန်ပွဲတွေပြီးဆောင်သွားခဲ့ပြီးထုံးစံအတိုင်း recovery ဂဲစီမှာကုသမှုခံယူခဲ့ရတာပါတိုကာနဲ့ဒါဘီကဖီလင်အဖွဲ့ထဲဝင်ကျင်လို့တိုမူရာတို့ကိုလာပြောပြပါရယ်ဒီမိုင်အပိုင်း24ကပြီးဆောင်တာပါရယ်တိုကာနဲ့ဒါဘီကိုခေါ်လာခဲ့ရတဲ့အကြောင်းပွဲစားကအနေနဲ့ဖီလင်ဂရင်းကိုပေးရမှာဖြစ်ပါရယ် တိုမူရာကတော့ဒီလိုကလေးနဲ့ရိုင်းနေသူကိုမလို့ခြင်းဆိုတာအခန်းထဲကနေထွက်သွားပါတယ်။ဘာဖြစ်ဖြစ်တိုမူရာအနေနဲ့ကယူရီကြောင်းတိုက်ခိုက်မှုစတိန်နဲ့တိုက်ခိုက်မှုဖြစ်ရတဲ့ခုလုံးမှာအော်မိုက်ဘက်ကိုရှုံမိနေပါပြီ။အဲဒီကကတချို့လူတွေကစာမွေးကြတာကြောင့်တစ်တော်လေးချင်ရင်ကီကိုအားလုံးသွားရမယ်လို့ပြောလာပြန်ပါတယ်။အဲဒီတော့ပထမဆုံးအီကန်ကလူတွေအပြင်လျှောက်လေရဲ့အနေနဲ့အကြီးဆုံး shopping mall စီသွားကြပါတယ်။ဒါပေမဲ့ဘက်ကူကတော့ shopping mall သွားတာကဒေါသထက်စရာကောင်းတယ်ဆိုပြီးမလိုက်ခဲ့ပါဘူး။ တိုတိုရိုကီကလည်းသူ့အမေကိုဆေးရုံမှာသွားကြည့်မယ်ဆိုပြီးမလိုက်ခဲ့ဘူး။တချို့လူတွေကတော့သူတို့ကရွေးပထမနှစ်ကဟီးရိုးတွေမှတည်နေကြပြီးလမ်းမှာနှုတ်ဆက်နေကြတာပါ။ကျောင်းသားတွေကညနေ3နာရီစုရမှာပြန်ဆောင်မယ်ပြောရင်ထွက်သွားလိုက်ကြတာအရင်ရောက်မှမြန်မာရဲ့ဗီဒိုရီယာနဲ့ယူရော့ကနှစ်ယောက်တည်းခြံခဲ့ပါပြီ။ယူရော့ကဆက်ဆက်နဲ့ထွက်ပြေးသွားပါတယ်။တိုမူရာကရုပ်ဖြတ်ကဖန်တယောက်တွေနဲ့ရောက်လာခဲ့ပြီးမီဒိုရီယာလေဘင်းကိုခြင်ထားလိုက်တယ်။လေဘင်းကိုပုတ်တိုးအောင်သူ့ရဲ့အစွမ်းနဲ့လုံနိုင်တယ်ဒီနေရာမှာဟီးရိုးတွေအများကြီးရှိနေမယ်သူ့ကိုမဖမ်းခင်လူအယောက်30လောက်ကိုတတ်နိုင်ကြောင်ပြောပြီးအကြက်ကင်ပါတယ် လေဘင်းကိုလည်းဆက်ကင်လာပြီးသူကစတိန်ကိုမုန်းနေတဲ့ကြောင့်ဆက်ပြောပြလာတာပါစတိန်ကဟိုဆူးမျိုးကိုတိုက်တာနူမူတွေလွတ်တာကိုသူတယောက်တည်းလှုပ်တဲ့ပုံစံမျိုးပြောထားခဲ့တာပါအဲ့ဒီအချိန်ဈေးတော်ဝယ်တဲ့ယူရက်ကပြန်လာတော့အချီနီတွေပုံမှန်မို့တာရေးစားမိလိုက်ပါတယ်တူမူရာကတော့မင်းကတငယ်ချင်းနဲ့လားငါတော့မလိုက်တာနဲ့တော့ဆိုပြီးတာမန်ဘူရီလှုပ်တဲ့အကြီးတယောက်လိုမျိုးထပ်သွားခဲ့ပါတယ်အဲ့ဒီအချိန်တူမူရာမှယူရက်ကမသိသေးပါဘူးနောက်တစ်ခါပြန်တွေ့တဲ့အချိန်ကမင်းကိုတတ်တဲ့အချိန်ပဲလို့မီတူရီယာကိုပြောသွားခဲ့ပါတယ် ယူရရကကတူမူဟာလာသွားတာကိုရဲတပ်လိုက်တာကြောင့်စိုင်နေပိတ်စစ်ဆေးမှုတွေပြုလုပ်စေခဲ့တယ်။စုံနှစုကဦးကြီးကမီဒိုဗီယာကိုခေါ်ပြီးတူမူဟာရဲ့ပုံမှန်သဏ္ဍာန်ဘာတွေပြောသားလဲဆိုတာကိုမေးရပါတယ်။ယူရီကြားပထမဆုံးသုံးလနှစ်ဝက်အတွက်ပိတ်ပွဲလုပ်ခဲ့ပြီး Offer War ဆိုတဲ့ villain ကတော့တူမူဟာကိုညွှန်ကြားနေရတူလည်းဖြစ်နေပါတယ်။ဒီမှာရင် My Hero Academy ကစီစဉ်သူကပြီးဆုံးတာပါတယ်။